အိန္ဒိယနဲ့ပါကစ္စတန်တပ်တွေကြားမှာအေဗီလာ24ရက်ညနဲ့အေဗီလာ25ရက်နေ့ရက်သတိုက်အပြန်လှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာက line of control ထိန်းချုပ်နယ်နိမိတ်လို့ခေါ်တဲ့ကက်ရှမီးယားပြည်နယ်ပေါ်ကနှစ်နိုင်ငံနယ်နိမိတ်အဖြစ်သတ်မှတ်ထားတဲ့နေရာမှာဖြစ်ပွားခဲ့တာပါ။အဲ့ဒီထိန်းချုပ်နယ်နိမိတ်ရဲ့နှစ်ဖက်မှာနှစ်နိုင်ငံစစ်တပ်တွေကအမြဲစောင့်ကြပ်နေတာဖြစ်ပါတယ်။ကုလသမဂ္ဂအဖွဲ့ချုပ်ကတော့နှစ်နိုင်ငံစလုံးကထိန်းသိမ်းကြဖို့သတိပေးထားပါတယ်။ အိန္ဒိယဆိုတာကတော့ပါကစ္စတန်ဘက်ကစပစ်တာလို့ပြောပါတယ်အဲ့ဒီစစောချက်နဲ့ပတ်သက်ပြီးတော့ပါကစ္စတန်ဘက်ကနေပြီးတော့ဘာမှအချက်ချင်းတုံ့ပြန်တာမျိုးမတွေ့ရပေမဲ့ပြစ်ခတ်မှုဖြစ်ပွားခဲ့တာမှန်ကန်ကြောင်းတော့ AFP သတင်းဌာနကိုအတည်ပြုပြောကြားထားပါတယ်ကက်စပီးယားပြည်နယ်ဟာ1948ခုနှစ်အိန္ဒိယလွတ်လပ်ရေးရစဉ်ကတည်းကအိန္ဒိယနဲ့ပါကစ္စတန်နှစ်နိုင်ငံစလုံးကသူတို့ပိုင်တဲ့ပြည်နယ်လို့ပြောဆိုအငင်းပွားနေတဲ့နေရာဖြစ်ပါတယ်နှစ်နိုင်ငံကြားစစ်ပွဲတွေဖြစ်ပွားခဲ့ပေမဲ့ပြဿနာက ြည်လဲအောင်မဖြစ်ရှင်းနိုင်မဲနဲ့ယာယီနန်နမိတ်အဖြစ်နဲ့သာသတ်မှတ်ထားခဲ့ကြတာပါအဲ့ဒီယာယီနန်နမိတ်နေရာကို line of control လို့ခေါ်ပြီးတော့အဲ့ဒီနန်နမိတ်စီးရဲ့နှစ်ဖက်မှာနှစ်နိုင်ငံစစ်တပ်တွေအစောက်ချထားခဲ့ကြပါတယ်ကက်ရှမီးယားပြည်နယ်ရဲ့နောက်ထပ်ဒဇိတ်ဟာတရုတ်နိုင်ငံအုပ်ချုပ်မှုရဲ့အောက်မှာရှိနေပါတယ်ကမ္ဘာမှာစစ်ရေးတင်းမာမှုအပြင်းထန်ဆုံးနေရာတစ်ခုဖြစ်ပါတယ်မကြာခဏလဲပြဿနာတက်လေရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်ပြီးခဲ့တဲ့အင်္ဂါနေ့တုန်းက အိန္ဒိယအုပ်ချုပ်တဲ့ကက်ရှမီးယားပြည်နယ်အချမ်းကဖာဟက်ကန်မှာအကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးတော့ခီးတယ်26ရောက်တတ်ခံခဲ့ရပါတယ်။ The Resistance Front TRF ဆိုတဲ့အဖွဲ့ကအဲ့ဒီတိုက်ခိုက်မှုကိုသူတို့လုပ်ခဲ့တာလို့ကြေညာထားပါတယ်။အဲ့ဒီ TRF အဖွဲ့ဟာပါကစ္စတန်နယ်မြေမှာအခြေစိုက်တဲ့ Lashkar-e-Taiba ဆိုတဲ့အဖွဲ့ရဲ့အဖွဲ့ခွဲတစ်ခုလို့ယုံကြည်ယူဆထားကြပါတယ်။ ဒီတိုက်ခိုက်မှုရဲ့နောက်ကွယ်မှာပါကစ္စတန်အစိုးရကကြိုးကင်နေတယ်လို့အိန္ဒိယအစိုးရကဆွဆွဲပေမဲ့ပါကစ္စတန်အစိုးရကတော့ညှင်းဆို့ထားပါတယ်အဲ့ဒီနောက်မှာနှစ်နိုင်ငံကြားတန်တမာရေးအငင်းပွားမှုတွေအကြီးကျယ်ဖြစ်ပွားခဲ့ပါတယ်နှစ်နိုင်ငံအပြန်အလှန်ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်တာတွေဖြစ်ခဲ့ပါတယ်အဲ့ဒီနောက်အိန္ဒိယဘက်ကအိန္ဒုမြစ်ရေခွဲဝေအသုံးပြုရေးသဘောတူစာချုပ်ကိုဆိုင်းငံ့ခဲ့ပါတယ်ပါကစ္စတန်ဘက်ကလည်းအိန္ဒိယလေကြောင်းလိုင်းတွေဝင်ရောက်ခွင့်ကို ပိတ်ပင်ခဲ့ပါတယ် အိန္ဒုမြစ်ရေခွဲဝေအသုံးပြုရေးဟာလည်းအငင်းပွားမှုတွေဖြစ်ပွားခဲ့ပြီးမှသဘောတူစာချုပ်ချုပ်ဆိုထားနိုင်ခဲ့တာပါအိန္ဒုမြစ်ဟာအိန္ဒိယဘက်ကနေပြီးတော့ပါကစ္စတန်ဘက်ကိုစီးလာတဲ့မြစ်ပါအဲ့ဒီမြစ်ကိုအိန္ဒိယကနေရေအားလျှပ်စစ်ဆေးရုံတိဆောက်တာတွေဆယ်တွေတိဆောက်တာတွေကိုလှုပ်လို့ပါကစ္စတန်ကသူတို့ဘက်ကို ရေလာတာနဲသွားတယ်ဆိုပြီးတော့ပြဿနာတွေတက်ခဲ့တာတွေရှိခဲ့ပါတယ်တက်ခဲ့ဘူးပါတယ်အဲ့ဒီနောက်မှာ ရေခွဲဝေအသုံးပြုရေးစာချုပ်တွေချုပ်ဆိုခဲ့ကြတာဖြစ်ပါတယ်။တရုတ်ကတော့ပါကစ္စတန်ရဲ့မဟာမိတ်ပါ။အိန္ဒိယနိုင်ငံတွေကဗြမပုတ္တရမြစ်ဟာတရုတ်ပြည်တွေကနေပြီးတော့စတင်မြစ်ဖြားခံတာပါ။အိန္ဒိယနဲ့ပါကစ္စတန်ဟာအိန္ဒုမြစ်ရေခွဲဝေအသုံးပြုရေးနဲ့ပတ်သက်ပြီးတော့ပြဿနာတက်လာတိုင်းမှာတရုတ်ကလည်းဗြမပုတ္တရမြစ်နဲ့ပတ်သက်ပြီးတော့အလားတူလုပ်မယ်လို့ချိန်ချောက်လည်းရှိပါတယ်။အိန္ဒိယဝန်ကြီးချုပ်နရန်ဒရာမိုဒီကတပ်ဖြတ်သူ တနတ်သမားတွေကိုရေမြေဆုံးတဲ့အထိလိုက်ရမယ်လို့ကြုံဝါထားပြီးတော့ကက်ရှမီးယားပြည်နယ်ရဲ့တောအုပ်ထူထပ်တဲ့နေရာတွေမှာတောနှင်းရှာဖွေမှုတွေလုပ်နေပါတယ်ကက်ရှမီးယားပြည်နယ်ထဲမှာအဲ့လို အလားတူပြဿနာမျိုးတွေခဏခဏဖြစ်လေရှိပါတယ်နျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားကြတဲ့နှစ်နိုင်ငံအတွက်မှာပြိပခဖြစ်ကြတာမို့လို့အလေအလွန်ကြည့်ပါတယ်အခုဒီချိန်မှာတော့နှစ်ဖက်တပ်ဖွဲ့တွေဟာလက်နက်ငယ်တွေနဲ့နှစ်ရက်စတိုက်အပြန်အလှန်ပစ်ခတ်ကြတဲ့အထိအခြေအနေကတင်းမာလာတာပါ ကက်ရှမီးယားပြည်နယ်ဟာခုနှစ်ရာစုကနေပြီးတော့ဆလေးရာစုနှစ်အထိ ကာလအရည်အတွက်မှာဟိန္ဒူဘာသာဝင်တွေအများစုနေထိုင်ခဲ့တဲ့နေရာဟိန္ဒူဘီယန်တွေအုပ်ချုပ်ခဲ့တဲ့နေရာဖြစ်ပါတယ်ဆလေးရာစုအစောပိုင်းမှာတော့မွတ်စလင်ဆူလ်တန်တယောက်ကကက်ရှမီးယားအုပ်ချုပ်သူဖြစ်လာပါတယ်1948ခုနှစ်အင်္ဂလိပ်အစိုးရလက်အောက်ကနေပြီးတော့အိန္ဒိယလွတ်လပ်ရေးယူရောမဲ့အချိန်မှာတော့ကက်ရှမီးယားပြည်နယ်မှာမွတ်စလင်တွေက နေထိုင်တဲ့လူအများစုဖြစ်နေပါပြီ။ဒါပေမဲ့အုတ်ချုပ်တဲ့သူကဟိန္ဒူဘာသာဝင်မဟာရာဂျာဖြစ်နေပါတယ်။အဲ့ဒါကနိုင်ငံရေးရှုပ်ထွေးမှုကိုဖြစ်ပေါ်စေတဲ့အကြောင်းနဲ့မှအကြောင်းတစ်ကြောင်းအနေနဲ့လည်းပါဝင်ပါတယ်။အင်္ဂလိပ်ကအိန္ဒိယကိုလွတ်လပ်ရေးပြီးတော့အိန္ဒိယတဲကနေပါကစ္စတန်ကိုခွဲထုတ်ခဲ့ပါတယ်။အိန္ဒိယနိုင်ငံဟာဟိန္ဒူဘာသာဝင်အများစုနေထိုင်ပြီးတော့မွတ်စလင်လူနည်းစုရှိတဲ့တိုင်းပြည်ဖြစ်လာပါတယ်။ပါကစ္စတန်ဟာလည်းမွတ်စလင်အများစုနေထိုင်ပြီးတော့ဟိန္ဒူဘာသာဝင်လည်း အများပြားရှိနေသေးတဲ့တိုင်းပြည်ဖြစ်လာပါတယ်။လူပေါင်း15သန်းလောက်အဲ့ဒီအချိန်တုန်းကအိုးအိမ်တွေဟာရွှေ့ပြောင်းမှုကြီးဖြစ်ပွားခဲ့ပါတယ်။နိုင်ငံနှစ်ချမ်းပွဲသွားတော့မွတ်စလင်တွေကပါကစ္စတန်ဘက်အချမ်းကိုရွှေ့ပြောင်းသွားကြတာတွေဟိန္ဒူတွေကအိန္ဒိယဘက်အချမ်းကိုရွှေ့ပြောင်းသွားကြတာတွေဖြစ်ပွားခဲ့ပါတယ်။နောက်တစ်ခါ1980ခုနှစ်မှာပါကစ္စတန်နိုင်ငံနေပြီးတော့အရှေ့ပါကစ္စတန်ခွဲထွက်သွားပါတယ်။အခုခေတ်အခေါ်အရအရှေ့ပါကစ္စတန်ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်လာပါတယ်။ အဲ့လိုဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်လာတဲ့အခါမှာဟိန္ဒူဘာသာဝင် အများပြားဘင်္ဂလားဒေ့ရှ်ဘက်အချမ်းမှာပါသွားကြပါတယ်1948ခုနှစ်နိုင်ငံနှစ်ချမ်းကွဲချိန်မှာအင်္ဂလိပ်အစိုးရကကက်ရှမီးယားပြည်နယ်ကိုကြိုက်တဲ့အချမ်းမှာပါဝင်ခွင့်ပြုခဲ့ပါတယ်အဲ့ဒီအချိန်မှာကက်ရှမီးယားကိုအုပ်ချုပ်နေတာကဟိန္ဒူမဟာရာဂျာဖြစ်ပြီးတော့အုပ်ချုပ်ခံပြည်သူအများစုကမွတ်စလင်တွေပါဟိန္ဒူမဟာရာဂျာဟာ အိန္ဒိယဘက်ပါရမလို့လို့ပါကစ္စတန်ဘက်ပါရမလို့လို့တခြားနိုင်ငံဘက်ထူထောင်ရမလို့လို့တွေ့ဝေနေခဲ့ပါတယ်အဲ့ဒီအချိန်မှာတိမခန်နိုင်တော့တဲ့ပါကစ္စတန်ဘက်ကမွတ်စလင်လက်နက်ကိုင်အဖွဲ့တွေကအုံကြွတိုက်ခိုက်ကြရမှာအိန္ဒိယကမဟာရာဂျာဘက်ကနေပြီးတော့ကူညီနှိမ်နင်းခဲ့ပါတယ်အဲ့ဒီအခါမှာမဟာရာဂျာဟာအိန္ဒိယဘက်ပါသွားပါတယ်လူအများစုဖြစ်တဲ့မွတ်စလင်တွေကသဘောမတူကြပါဘူးအဲ့ဒါကြောင့်1948ခုနှစ်တည်းမှာအိန္ဒိယနဲ့ပါကစ္စတန် စစ်ဖြစ်ပွားခဲ့ကြပါတယ်1949ခုနှစ်မှာတော့ယာယီအပြစ်ခတ်ရစေးသဘောတူခဲ့ကြပြီးတော့ကုလသမဂ္ဂရဲ့ဂျားဝင်ညှိနှိုင်းမှုနဲ့ခရာချီစာချုပ်ချုပ်ဆိုခဲ့ပါတယ်အပြစ်ရစီ ceasefire line CFL ဆိုတာကိုလည်းသတ်မှတ်ပေးခဲ့ပါတယ်အဲ့ဒါအခုလက်ရှိရှိနေတဲ့ line of control ထိချုပ်နေတဲ့မိမပေါ်ခင်တုန်းကသတ်မှတ်ခဲ့တဲ့အပြစ်ရစီပါဒါပေမဲ့ပြဿနာက ပြည်လည်သွားတာမဟုတ်တဲ့အတွက်ကြောင့်စည်ရေးပြည်ပခါတွေဆက်လက်ပြီးတော့ဖြစ်ပွားပါတယ်1965ခုနှစ်မှာတစ်ချိန်1980ခုနှစ်မှာတစ်ချိန်ဖြစ်ပွားခဲ့ပြီးတော့1982ခုနှစ်မှာတော့ထိန်းချုပ်နယ်နိမိတ် line of control LOC ဆိုတာကိုသတ်မှတ်ခဲ့ပါတယ်အဲ့ဒီစီးဟာကက်ရှမီးယားကိုစိတ်ပိုင်းခွဲဝေအုပ်ချုပ်ကြတဲ့ယာယီသဘောတူညီချက်စီးပါတဝက်လောက်ကအိန္ဒိယအုပ်ချုပ်တဲ့အချက်မှာရှိပါတယ်ကျန်တဲ့ သုံးပုံတစ်ပုံကတော့ပါကစ္စတန်အုပ်ချုပ်တဲ့အချက်မှရှိပြီးတော့အနည်းငယ်ကြံတဲ့6ပုံ9ပုံကတော့တရုတ်အုပ်ချုပ်မှုအောက်မှာရောက်သွားပါတယ်။အဲ့ဒီထိချုပ်နယ်နိမိတ် line of control ပါအိန္ဒိယနဲ့ပါကစ္စတန်အိန္ဒိယနဲ့တရုတ်မကြာခဏပြဿနာတက်ကြပါတယ်။တရုတ်နဲ့ပါကစ္စတန်ကမဟာမိတ်တွေဖြစ်ကြပါတယ်။တစ်ချိန်ကတနိုင်ငံထဲမှာအတူနေခဲ့ကြပြီးနောက်ပိုင်းမှာနျူကလ িয়ার ပိုက်ဆိုင်တဲ့နိုင်ငံတွေအသီးသီးဖြစ်လာကြတဲ့ နိုင်ငံနှစ်နိုင်ငံကြားမှာအဲ့ဒီပြဿနာကိုဆွေးနွေးဖြေရှင်းဖို့လည်းအချိန်ချင်းစူးစမ်းခဲ့ကြမှုပါတယ်1982ခုနှစ်မှာ similar ထိပ်သီးဆွေးနွေးပွဲ1996ခုနှစ်မှာ lahore ထိပ်သီးဆွေးနွေးပွဲ2000ခုနှစ်မှာ agra ထိပ်သီးဆွေးနွေးပွဲစသဖြင့်အချိန်ချင်းပြုလုပ်ခဲ့ကြပေမဲ့မပြေလည်ခဲ့ကြပါဘူးစည်ရဲတင်မာမှုတွေလည်းမကြာခဏဖြစ်ပွားခဲ့ကြပါတယ် American သမ္မတ Donald Trump ကအခုအိန္ဒိယပါကစ္စတန်နောက်ဆုံးပြည်ပခမှာဂျာဝယ်ညှိနှိုင်းပေးဖို့ ကန့်လန့်ပါတယ်ဒါပေမဲ့အိန္ဒိယအစိုးရကပယ်ချထားပါတယ်အခုချိန်ကမ္ဘာမှာ new world order လို့ခေါ်တဲ့ကမ္ဘာ order အသစ်ဖြစ်ထွန်းပေါ်ပေါက်လာဖို့အပြိုင်နေတဲ့အချိန်လို့ကမ္ဘာနိုင်ငံရေးသုတေသီအများစုကယူဆနေကြပါတယ်ဒီလိုကာလမျိုးဟာအရေးကြီးတဲ့ကာလပါဒီလိုကာလမျိုးမှာနောက်ကျကြံခဲ့ရင်နောက်နှစ်ပေါင်းများစွာဆက်လက်ပြီးတော့နောက်ကျကြံခဲ့တဲ့အနေအထားနဲ့ရုန်းကန်ရတတ်ပါတယ်ဒါကြောင့်ကမ္ဘာ order အသစ်ဖြစ်ထွန်းနေချိန်မှာ နောက်ကျကြံရစ်တာမျိုးမဖြစ်ရအောင်နိုင်ငံတိုင်းလိုလိုကသူ့ထက်ကအလူရဲ့နေရာယူကြပါတယ်။အခုကျွန်တော်တို့ဖြတ်တန်းနေရတဲ့ကမ္ဘာတမိုင်းဟာအရေးကြီးတဲ့ကာလပါ။ပြဿနာမျိုးစုံ၊ပြိပခမျိုးစုံ၊လှုပ်ရှားပြောင်းလဲမှုမျိုးစုံကိုမြင်တွေ့နေရတဲ့အချိန်ဖြစ်ပါတယ်ခင်ဗျာ။